Harry Potter နဲ့မော်ပြိုင်ပွဲအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ Anna Movie Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဇလန်းလေးရဲ့အစမှာတော့အဖိုးကြီးတယောက်ကလက်ဖေးဖြော်ဖို့အလုပ်တွေရှုံနေရင်အိမ်အိုကြီးထဲမှာမင်းလင်းလာလို့တွားကြည့်ဖို့ဆုံးဖြတ်ပြီးထွက်လာခဲ့ပါတယ်အခန်းတစ်ခုရဲ့ရောက်မှာတော့ဘူဒါမော့နဲ့ One Day တို့စကားပြောနေခဲ့ပြီးနောက်ထပ်ကောင်လေးတယောက်ကပါဘူဒါမော့ကိုစိတ်မပြတ်စေရပါဘူးလို့ပြောနေတာတွေ့သွားပါတယ်အဲဒီနောက်အဖိုးကြီးနောက်ကနေနာဂီနီလို့ခေါ်တဲ့မျိုးကြီး ရောက်လာခဲ့ပြီးအဖိုးကြီးခိုးကြည့်နေတာကိုဗူဒါမော့သိသွားခဲ့ပါတယ်။ဒါကြောင့်ဘရိုကာဒါမာရာမန်တန်ကိုရွတ်ဆိုကအဖိုးကြီးကိုတပ်လိုက်ပါတော့တယ်။ဟယ်ရီတယောက်အိမ်မဆိုးတွေမှန်နေခဲ့ပြီးဟာဝိုင်နီရောက်လာလို့အိမ်မဆိုးတွေကနေနိုးသွားခဲ့ပါတယ်။ရုတ်ဟိုပါနှိုးပြီးမနက်စာစားပြီးတဲ့အခါမှာတော့ရုတ်ဖေခေါ်ရနောက်ပေါ်ဝင်ကြီးဌာနကလုတ်ဖို့ကင်ဘက်တယောက်နဲ့အတူလိုက်သွားခဲ့ရပါတယ်။ တောင်ကုန်းလေးတစ်ခုပေါ်တက်လာရင်ဖနက်ဟောင်းကြီးနားရောက်လာတဲ့အခါမှာတော့အဲ့ဒါဟာဖနက်ဟောင်းတက်တက်မဟုတ်ပဲတနေရာကနေတနေရာကိုပို့ပေးတဲ့ပေါကီးဖြစ်နေကြောင်းသိလိုက်ရပါတယ်။ပေါကီးအစွမ်းနဲ့စီးနေကြမဟုတ်တဲ့ဟယ်ရီတို့လည်းမိုးပေါ်ကနေခွေးကြဝက်ကြကျလာခဲ့ပါတော့တယ်။နောက်ဆုံးတော့ Quidditch ကမ္ဘာဖလားပွဲကိုဆိုက်ဆိုင်ညံ့ညံ့ရောက်သွားခဲ့ပါတော့တယ်။အဲ့နောက်မှာတော့တငယ်ချင်းအစ်စ်ဖြစ်တဲ့ Citrus ကိုနှုတ်ဆက်ပြီးမော်တဲတဲကိုဝင်လာခဲ့ကြပါတယ်။ ပွဲရင်းအရောက်မှာတော့မက်ဖိုင်းတို့ခင်ကြီးကျယ်မိသားစုနဲ့တွေ့ပြီးအကြွားခံရပါသေးတယ်။နိုင်ငံပေါင်းစုံအသင်းတွေနဲ့ကမ္ဘာဖလားဖွံ့ဖွဲကိုမြန်မြန်ဆန်ဆန်တွေ့လိုက်ရတာမျိုးဟယ်ရီတို့တစ်ဖွဲ့လုံးလည်းအယံကိုပျော်နေခဲ့ပါတယ်။ဒါပေမဲ့ပျော်လင်းထားတဲ့အချိန်ဖြစ်မလာခဲ့ပဲဘိုဒါမော့သစ္စာကန်လေးဖြစ်တဲ့ဒက်အီတာရီရောက်လာတာမျိုးပွဲကင်းတစ်ခုလုံးရုပ်ရုပ်တက်တဲဖြစ်သွားပြီးဟယ်ရီတို့လည်းပွဲကင်းထဲကနေအမြန်ပြေးလာရပါတော့တယ်။ လူတွေတအားတိုးလွန်းလာကြောင်းဟယ်ရီတယောက်ရုံရုံနဲ့အဖွဲ့ကွဲကတယောက်တည်းဖြစ်သွားခဲ့ပြီးပွဲကင်းထဲမှာလူနှင်းခံရတာကြောင့်သတိလစ်မြင့်မျောသွားခဲ့ပါတယ်။တတိယလာတဲ့အချိန်ဒက်အီတာတယောက်ဘူရာမော့ကိုဆင့်ခေါ်နေတာမြင်လိုက်ရပြီးဟာမိုင်နီတို့ရောက်လာတာမို့ဒက်အီတာလည်းထွက်ပြေးသွားခဲ့ပါတယ်။ပေါ်ဝင်ကြီးဌာနကလူတွေလည်းဗိုဒါမော့ရဲ့အမှတ်သားကိုကောင်းဝင်ပေါ်မှာမြင်လိုက်တာကြောင့်အပြေးအလွှာစုံစမ်းမှုတွေလုပ်ကြပါတော့တယ်။ကျောင်းပွင့်ချိန်ရောက်ပြီးမှဟယ်ရီတို့အဖွဲ့လည်းအရင်နှစ်တွေကလိုယထားနဲ့ဟော့ဝတ်ကိုထွက်လာကြပါတယ်။ ယထာဝန်မှာမဟုတ်ဝင်ဟယ်ရီလည်းတရုတ်မှလေတယောက်နဲ့အကြည့်ချင်းဆောင်ကရင်းနှီးခုံခဲ့ပါသေးတယ်။ Quidditch ပွဲမှာဖြစ်ခဲ့ရသမျှအကြောင်းစုံနဲ့သူ့ရဲ့အိမ်မက်အကြောင်းကိုဟယ်ရီရဲ့ခေါင်းကင်ဖခင်ဖြစ်တဲ့ Sirius စီကိုလည်းစာပို့သတင်းပေးလိုက်ပါတယ်။ဒီနှစ်မှာတော့ Howard မှာမှော်ဆရာ၃ယောက်ပြန်ရမယ်။မှော်ပြိုင်ပွဲကိုအင်ရှင်ဖြစ်လက်ခံကျင်းပမှာမို့တခြားပေါ်ကျောင်းတွေကကျောင်းသားတွေပါရောက်လာကြပါတယ်။ မော်ပြိုင်ပွဲဟာတချောင်းကနေပြိုင်ပွဲဝင်မော်ဆရာတယောက်ကိုသာရွေးချယ်မှာဖြစ်ပြီးခက်ခဲတွေအားလုံးကိုတယောက်တိုင်းရင်ဆိုင်ရမယ့်ခက်ခဲတဲ့ပြိုင်ပွဲကြီးဖြစ်ပါတယ်။ပထမဆုံးကြောင်းနေနဲ့မရမ်မဆင်းရဲ့မျိုးသမီးတီးတန်းမော်ချောင်းမှမော်ဆရာမလေးတွေတယုတ်ပြဝင်လာတာမို့ဟောဘက်ကကျောင်းသားတွေလည်းမျက်တောင်မခတ်တမ်းကြည့်နေကြပါတယ်။ဒုတိယမော်ကြောင်းနေနဲ့အီကောဖွဲ့ဝင်လာခဲ့ပြီးသူတို့ဖွဲ့ထဲမှာကဘာကျော်စီကဖြစ်တဲ့ဗစ်တာခရန်လဲပါလာခဲ့ပါတယ် ကျောင်းသုံးကျောင်းလုံးစုံပြီးမှုလို့ဒမ်ဘယ်ဒေါကမှော်ပြိုင်ပွဲရဲ့စီးမြင့်တွေကိုအသေးစိတ်ပြောပြပါရယ်။ပြိုင်ပွဲဝင်၃ယောက်စလုံးကခက်ခဲတဲ့ပြိုင်ပွဲသုံးခုကိုရင်ဆိုင်ရှင်ပြန်ရမှာဖြစ်ပြီးသုံးခုစလုံးကအရန်ကိုအနေရများပါရယ်။ညစာစားပွဲကိုအက်စကာဘန်ရဲ့အချင်းဦးစီးချုပ်အယူးမျက်လုံးလို့ခေါ်တဲ့မန်အိုင်းလည်းရောက်လာခဲ့ပါရယ်။ဒီတနေ့မှာတော့မှော်ဝင်ကြီးဌာနကပြိုင်ပွဲကိုအသက်၁၈နှစ်အထက်ရှိတဲ့သူတွေသာဝင်ရောက်ရှင်ပြိုင်ဝင်ရမယ်လို့စီးမြင့်အစ်စ်ကိုထပ်တိုးခဲ့တာမို့ကျောင်းသားအတော်များများလည်းစိတ်ပျက်ကုန်ပါရယ်။ ပြိုင်ပွဲဝင်မှုစီးရင်ကိုတော့ခြေတန်းရှင်မိကွက်ထဲကိုစာရွက်ပေါ်နာမည်ရေးထည့်ရမှာဖြစ်ပါတယ်။အယူမျက်လုံးလိုចောင်းသားတွေခေါ်ကြတဲ့မူတီကဒီနှစ်ရဲ့မှော်နှက်ကာဝေးတင်မိမဲ့ဆရာဖြစ်လာပြီးပထမဆုံးစာတင်ချိန်မှာတော့မတုံးဆွဲရတားမြစ်ထားတဲ့ချိန်စာသုံးခုအကြောင်းကိုတင်ကြားပေးပါတယ်။တင်ကြရရဲ့ကျန်းတန်းရဆက်ပုံကိုလက်တွေ့ပြပြီးတင်တာမှုចောင်းသားတွေလည်းသူတို့ရဲ့အပေါက်ဆိုးဆိုးစရာကိုထိတ်လန့်နေကြပါတယ်။အကျန်းတန်းဆုံးဖြစ်တဲ့ Abracadabra အကြောင်းတင်ရင်ဒီချိန်စာကနေ Harry တဦးတည်းသာလွတ်မြောက်မှုအကြောင်းကိုလည်းပြောပြခဲ့ပါတယ်။ နဗီလဲရက်ဆက်တိုက်ကျင်းစာတွေကိုလက်တွေ့မြင်လိုက်ရတာမို့အရန်ကြောက်လန့်သွားပါတော့တယ်။နောက်တစ်နေ့မှာတော့ចောင်းသုံးចောင်းလုံးကပြိုင်ပွဲဝင်ကျင်သူတွေအကုန်မီးတောက်ထဲကိုနမယ်ရေးထည့်ခဲ့ပါတယ်။ရုံးကိုအမွှာနှစ်ယောက်ကလည်းမှော်ဆေးရည်နဲ့ပုံပြောင်းပြီးနမယ်ထည့်ဖို့လုပ်ပေမဲ့ဒံပေတော်ကိုယ်တိုင်ဆွဲထားတဲ့အသက်စီဝိုင်းကိုအယူမလုံနိုင်ပဲအဖိုးကြီးတွေအဖြစ်ပုံပြောင်းသွားပါတော့တယ်။အကျန်းဆုံးဖစ်တာကလည်းပြိုင်ပွဲဝင်ဖို့နမယ်စာရွက်လာထည့်သွားခဲ့ပါတယ်။ပြိုင်ပွဲဝင်တွေကိုမီးတောက်ကြီးကရွေးချယ်တော့မှမို့ចောင်းသားတွေအားလုံးလည်းစိတ်လှုပ်ရှားနေကြပါတယ်။ ထမဆုံးရွေးချယ်ခံရသူကတော့ Victor ပါဒုတိယမြောက်အနေနဲ့အမျိုးသမီးအကြောင်းကမိမချော်လေး Clara ကရွေးချယ်ခံရပြီးတော့ Howard အကြောင်းကိုစားပြုအနေနဲ့ Cedric ကရွေးချယ်ခံရပါတယ်ဒါပေမဲ့မှော်မီတော့ကြီးကနေနောက်ထပ်တစ်ယောက်ကိုမမျှော်လင့်ထားပဲ Harry ကိုပါအသက်မပြည့်သေးပဲရွေးချယ်ခဲ့တာမို့ Dumbledore နဲ့ကျောင်းသားအလုံးလည်းအရန်ကိုအံ့ဩထိတ်လန့်သွားပါတော့တယ် ဆရာရီအားလုံးနဲ့ရှော့ရကုန်ပြီးမှော်မီးခွက်ကြီးကလည်းလိမ်မရတဲ့အစွမ်းထက်မှော်ပစ္စည်းမှုဟယ်ရီကနမည်မထည့်ခဲ့ကြောင်းငြင်းပေမဲ့မှော်မီးတော့ရဲ့ဆုံးဖြတ်တိုင်းအသက်အနည်းရှိတဲ့ပြိုင်ပွဲကိုဟယ်ရီကိုပါဝင်ပြိုင်ခိုင်းလိုက်ရပါတော့တယ်။မှော်လောကမှာလည်းဒက်အီတာတွေပြန်ပေါ်လာတဲ့အပြင်ဟယ်ရီနမည်ကိုပါဘသူထည့်သွားမှန်းမသိရမှုဆရာရီလည်းခေါင်းခဲနေကြပါတယ်။ဟောဝါကပရိုဖက်ဆာတွေကမှော်ပြိုင်ပွဲဟာအနေရများလို့နာမို့ဟယ်ရီကိုဝင်မပြိုင်စေခြင်းပဲဒမ်ဘယ်ဒေါကလည်းမှော်ဝင်ကြီးရဲ့စီးမြင့်တွေကိုမလွန်ဆန်နိုင်ဖြစ်နေခဲ့ပါတယ် နောက်ဆုံးမှာတော့အယူမျက်လုံးကိုဘယ်သူမှမသိအောင်ဟယ်ရီကိုစောင့်ကြည့်ပေးဖို့တောင်းဝင်ပေးလိုက်ပါတော့တယ်။တစ်ဖက်မှာလည်းရွန်ကသူ့ကိုအတိမပေးဘဲနမဲထက်ခဲ့တယ်လို့ထင်ကဟယ်ရီကိုထင်လွှဲနေခဲ့ပါတယ်။ဟယ်ရီကစူးစမ်းရှင်းပြပေမဲ့လည်းအရာမထင်ခဲ့ပါဘူး။နောက်တစ်နေ့မှာတော့နေ့စဉ်ထုတ်သတင်းစာအတွက်ပြိုင်ပွဲဝင်နေအားလုံးခက်ကြောင်ကြောင်အင်တာဗျူးဆရာမရဲ့တောင်းတောင်းမေးခွန်းတွေကိုဖြေကြားကြရပါတယ်။အဲဒီနောက်ဟယ်ရီစီကို Serious စီကစာရောက်လာခဲ့ပြီးတယောက်ချင်းတွေ့မှဖြစ်မယ်လို့အကြောင်းကြားလာပါတယ်။ ဒါကြောင့် Harry လဲတယောက်တည်း Gryffindor ရဲ့အဲ့ဆောင်ကိုဆင်းလာခဲ့ပြီးမိခဲဖြစ်ပုံပြောင်းထားတဲ့ Sirius ကိုတွေ့လိုက်ရပါတယ်။ Sirius ကမှော်မီးတော့တဲ့ Harry နာမည်မထည့်ခဲ့တာသိကြလားလို့မေးက Harry ရဲ့ Voldemort အကြောင်းအိမ်မက်ကိုပါထပ်မေးလိုက်ပါတယ်။အိမ်မက်ထဲမှာပါတဲ့နောက်တစ်ယောက်လူငယ်ကဘသူမှန်းသိချာမသိကြောင်းနဲ့ Harry ကိုလိုချင်တဲ့အကြောင်း Voldemort ကိုပြောနေတာကြားခဲ့တယ်လို့ပြန်ဖြေလိုက်ပါတယ်။ ဟယ်ရီဖြေတာကြားပြီးတဲ့နောက်မှာ Sirius ကဟောဝက်မှာအတွင်းလူရှိနေတာကြောင့်လောကမလုံခြုံတော့ကြောင်းနဲ့ပြိုင်ပွဲဟာအသက်သေလောက်အောင်ပြင်းထန်တဲ့အကြောင်းသတိပေးနေခဲ့ပါတယ်။အဲဒီအချိန်မှာ Ron ရောက်လာတာမျိုး Sirius လည်းပျောက်သွားပါတော့တယ်။ Ron ကစကားပြောတန်ကြားလို့ Harry ကိုမေးပေမဲ့ Harry ကတော့ဘာမှမရှိကြောင်းသာပြန်ဖြေလိုက်ပါတယ်။ Ron တယောက် Harry ကိုအခဲမကြည့်သေးတာမျိုး Harmony ကနေတဆင် Hagrid ကတွေ့ချင်ကြောင်းပြောလိုက်ပါတယ်။ ကိုပြောင်းဝွင့်ယုံကိုယူလာခိုင်းတဲ့အပြင်ဟက်ဂရစ်ကပန်းတပွင့်ယူလာပြီးတတက်ရရဲ့ဖိလိမ့်လာတာမို့ဟယ်ရီလည်းအံ့ဩနေပါဗျ။အမှန်တော့ဟက်ဂရစ်တယောက်မရမဆင်းနဲ့ချင်းတွေးဖို့တောင်းနေကြတာပါ။သူတို့နှစ်ယောက်ဟာငယ်ချစ်တွေဖြစ်ပြီးအခုပြန်ဆောင်ချိန်မှာနဂါးတွေတူတူကြည့်ဖို့တိုက်ခိုက်ကြတာဖြစ်ပါတယ်။အဲ့နဂါးတွေကဟယ်ရီတို့ရဲ့မော်ပြိုင်ပွဲမှာသုံးမဲ့ကောင်းနေပါ။ကျောင်းသားတွေအကုန်ဟယ်ရီကိုလူလိန်လို့လှောင်နေကြတဲ့ဒဏ်ကိုဟယ်ရီလည်းအတော်ခံနေရတာကြောင့်စစ်တရနဲ့တွေ့ဖို့ထွက်လာခဲ့ကြပါဗျ။ စစ်တရကိုဟယ်ရီကနဂါးရီအကြောင်းပြောပြသတိပေးခဲ့ပြီးဟယ်ရီကိုလောင်ပြောင်တဲ့တစိ့တွေက သူမလုပ်ဖို့တားခဲ့တဲ့အကြောင်းစစ်တရကလည်းပြန်ပြောခဲ့ပါတယ်။ဟယ်ရီကလည်းရွန်ကနဂါးရီအကြောင်းမပြောပြခဲ့လို့ရွန်နဲ့ကရောက်ကဆထပ်ဖြစ်ကြပါလေ။မဖိုင်းကလည်းထုံးစံအတိုင်းဟယ်ရီကိုအခွင့်အာကိုနဲ့လောင်ပြောင်တာမို့ဟယ်ရီကသူ့ကိုဖေအာကိုနဲ့မိုက်နေတဲ့တနာစရာကောင်းလို့ပြောလိုက်ပါတယ်။ အဲ့ဒါကြောင့် Mafwine ကဒေါသထွက်ပြီး Harry ကိုနောက်ကနေတိုက်ခိုက်မဲ့အချိန်မှာအယူးမျက်လုံးက Mafwine ကိုမွေးပါအဖြစ်ပြောင်းပြီးပညာပေးလိုက်ပါတယ်။ Professor McGonagall ရောက်လာပြီးကျောင်းသားတွေကိုအဲ့လိုအဖြစ်မပေးဘူးသတိပေးလိုက်ပါတယ်။အဲ့ဒီနောက် Harry ကိုခေါ်သွားပြီးငကားတွေနဲ့ဘလို့ရင်ဆိုင်ရမလဲဆိုတာနဲ့ပြိုင်ပွဲမှာရှင်းပြနိုင်မှုပြောပြပေးလိုက်ပါတယ်။ဒီလိုနဲ့ပြိုင်ပွဲပထမနေ့ကိုရောက်လာခဲ့ပါပြီ။စစ်လုပ်ရှားနေတဲ့ Harry စီမှာ Hermione ကရောက်လာပြီးအားပေးစကားလာပြောခဲ့ပါတယ်။ ဲ့ချိန်မှာခက်ကြောင်ကြောင်အင်တာဗျူးဆရာမရောက်လာပြီး Harry နဲ့ Hermione ဖတ်နေတာကိုဓာတ်ပုံရယူသွားခဲ့ပါတယ်။ပြန်ပွဲစားတော့မှမလို့ Dumbledore နဲ့အတူ Professor တွေရောက်လာခဲ့ပြီးရှင်ပြန်ရမယ့်နဂါးအမျိုးအစားကိုမဲနိုင်ရွေးချယ်ကြရကနဂါးတွေစောက်ရှောက်နေတဲ့ရွှေဥကိုအရယူရမှာဖြစ်ပါတယ်။ Harry နဲ့နဂါးကြီးစတင်တိုက်ခိုက်ရတော့မှာပါ။နဂါးကြီးကအရန်ကျန်းနာမှု Harry တယောက်ခက်တွေ့နေခဲ့ပါတယ်။အဲ့ဒီနောက် Harry လည်းသူ့တပြက်စီးပြန်ကိုဆင့်ခေါ်ကရွှေဥကိုခက်ခက်ခဲခဲနဲ့လူ့ကိုစူးစမ်းနေပါတယ်။ သူ့ရဲ့ပြန်တန်းတဲ့စွမ်းရည်ကိုအကောင်းဆုံးအသုံးချရင်းရှင်းပြမိမဲ့ဒီပြက်စည်းပြန်က လွင့်ထွက်သွားခဲ့ပါတယ်။ခံကောင်းဆောင်တဲ့ဒီပြက်စည်းပြန်ကိုပြန်ယူနိုင်ခဲ့ပြီးငကားကြီးကိုမျက်ခြေဖျက်လိုက်နိုင်ပါတယ်။ဟယ်ရီပြန်မြောက်လာသေးလို့ဆီယာရီရောတငယ်ချင်းတွေကပါစိတ်ပူနေကြတဲ့အချိန်ဟယ်ရီလည်းပြန်ရောက်လာခဲ့ပြီးရွှေဦးကိုအရယူနိုင်ခဲ့ပါတယ်။ရွှေဦးထဲမှာပါတဲ့နောက်တစ်ပွဲအတွက်သဲလွန်စားကိုတည်ရဖို့ဖွင့်လိုက်တဲ့အချိန်မှာအတန်ဆူးဆူးကြီးကနားကွက်မတက်ထွက်လာလို့အမြန်ပြန်ပိတ်လိုက်ရပါတယ်။ ရွန်လဲဟယ်ရီသူ့နာမည်သူမထည့်ခဲ့တာသိသွားလို့ဟယ်ရီကိုလာတောင်းပန်ခဲ့ပြီးနဂါးရီအကြောင်းဟက်ဖရစ်ကနေတဆင့်သူတတိပေးခဲ့တယ်ဆိုတာဟယ်ရီလည်းသိသွားတာမို့တငယ်ချင်းနှစ်ယောက်လည်းပြန်အဆင်ပြေသွားခဲ့ပါတယ်။ညစာစားပွဲမှာဟယ်ရီနဲ့အကြည့်ချင်းဆုံခဲ့ကြတဲ့တရုတ်မလေးချုံနဲ့ထွက်ဆုံကြပါတယ်။ဟယ်ရီလည်းဟန်နမ်ဆောင်းနိုင်ပဲအေးအေးလေးပါမြူမချပိုင်ဖြစ်နေပါတော့တယ်။သတင်းစာတိုင်းမှာလည်းဟာမိုင်းနီအကြောင်းသဘုတ်လေးလွင့်နေရေးထားလို့ဟာမိုင်းနီလည်းအတော်ဒေါသထွက်နေပါတယ်။ ရော့မေကလည်းရွန်ထွက်ခရစ်စမတ်ဆောင်ရွက်ပွဲမှာဝတ်ဖို့ဦးကြောင်းကြောင်းပုံပေါက်နေတဲ့ပွဲတက်ဝတ်ဆောင်ပို့ပေးလိုက်ပါတယ်။ခရစ်စမတ်ဆောင်ရွက်ပွဲမှာစီးချက်ညီညီကနိုင်မှု Professor McGonagall ကတင်ကြားပေးနေပါတယ်။နဗိကဝတ်တက်ဖို့အပြင်းထန်လေ့ကျင့်နေကြပါတယ်။ကပ်ပွဲကဆောင်ရွက်တက်ရမှာမို့အဖော်ရီဖြစ်တဲ့ရွန်နဲ့ဟယ်ရီလည်းတွဲကားဖို့ကောင်းမလေးတယောက်ရအောင်ကြိုးစားနေရပါတယ်။ဟက်ဂရစ်ကတော့မက်ဒမ်မက်ဆင်းနဲ့တာယာနေပါတော့တယ်။ လွန်တယောက်အတွဲမရတဲ့အဆုံးဟာဝါနီကို main clip ဖြစ်ပြီးအတွဲမရှိရင်ရှက်ဖို့ကောင်းတာမို့သူနဲ့တူတူသွားဖို့ပြောပေးမယ်။ချိုးမပြေတဲ့ပုံစံနဲ့သွားပြောမိလို့စိတ်ဆိုးတာပဲခံလိုက်ရပါတယ်။ Harry တို့နှစ်ယောက်စာတင်ချိန်မှာစကားပဲထိုင်များနေမိလို့ Professor Snape ရဲ့လက်စာမိသွားပါတော့တယ်။ Harry ကချိုးနဲ့ရုတ်တရက်တွေ့လိုက်ရချိန်မှာချိုးကိုကဝဲတူတူသွားဖို့ဖိတ်ပေမဲ့တခြားတယောက်ကလက်ဦးသွားတာမို့ကြိတ်ခွဲလူငယ်လေးဖြစ်တာကြံခဲ့ပါတော့တယ်။ ဟယ်ရီဆိုဖာပေါ်မှာအသေးကွက်နေချိန်ရွန်တယောက်ထိတ်ထိတ်ပြပြနဲ့ဖြစ်လာလို့မြည်ကြည့်တဲ့အခါမှာတော့အမျိုးသမီးချန်ပီယံမလေးကိုကာဝဲတက်မလာအော်မင်းမိပြီးမှလန့်လို့ပြေးလာတာဖြစ်နေပါတယ်။နောက်ဆုံးမှာတော့အိန္ဒိယသူလေးနဲ့ဟယ်ရီတို့အဆင်ပြေသွားပါတော့တယ်။ပွဲမစခင်သူ့အမေပေးလိုက်တဲ့ကုတ်အင်းကြီးကြောင့်ရွန်လည်းအတော်စိတ်ပြတ်နေပါတယ်။ရွန်တို့နှစ်ယောက်ဟာမိုင်နီကိုဖိတ်မဲ့သူမရှိလို့ခြေကွဲနေလောက်ပြီလို့ထင်ပေမဲ့အလှဆုံးဖြစ်နေပြီးနှက်ခမ်းညီမလေးရဲ့အသေးဆွဲဖစ်တာနဲ့အတူတူထွက်လာတာမို့ဟယ်ရီတို့လည်းအံ့ဩမြင်သက်သွားပါတယ်။ ပွဲအဖွဲ့အနေနဲ့ချန်ပီယံတွေကအရင်ကကြပြီးချိုကိုစစ်တရက်နဲ့အတူထွက်လာတာကိုမြင်လိုက်ရလို့ဟယ်ရီလည်းကြည်ကွဲနေရပါတယ်။အဲဒီနောက်အတွဲတွေတည်တည်ကကြရင်မော်ရက်အဖွဲ့ကလည်းပအဝင်တင်ဆက်ခဲ့ကြပါတယ်။ရွန်နဲ့ဟယ်ရီလည်းပါတီတဲမူဝင်မဲ့ဟာမိုင်းနီကိုသာထိုင်ကြည့်နေကြတာကြောင့်အိန္ဒိယသူလေးတွေကလည်းတခြားသူတွေနောက်ပါသွားပါတော့တယ်။မနာလိုနေတဲ့ရွန်ကတော့ဟာမိုင်းနီကိုအကန့်နေပဲပြောနေခဲ့တာကြောင့်ဟာမိုင်းနီလည်းဒီတစ်ခါမှအတော်လေးဒေါသထွက်သွားပါတယ်။နဗီကတော့ဂျန်နီဝက်စလီနဲ့တာယာနေခဲ့ပါဗျ ဘူဒါမွန်နဲ့ဒိုင်အီတာတွေစကားပြောနေတဲ့ပုံအိမ်မက်ဆိုးကြောင့်ဟယ်ရီလည်းအိမ်မရဖြစ်နေပါဗါနောက်ပြိုင်ပွဲစဖို့နှစ်ရက်ပဲလိုတော့ပေမဲ့ဟယ်ရီကတော့အခုထိရွှေဦးတွေကတဲလွန်စားဖို့လည်းမရှာနိုင်သေးလို့ဟာဝိုင်နီလည်းစိတ်ပူနေပါတော့တယ်။ဟာဝိုင်နီတို့စကားပြောနေရင်စစ်ထရစ်ရောက်လာပြီးရွှေဦးရဲ့လျှို့ဝှက်ချက်ကိုတီးဖို့ယောက်ျားလေးရေချိုးကန်းကိုတွားဖို့လာပြောသွားပါတယ်။အဲဒါကြောင့်ဟယ်ရီလည်းရေချိုးကန်းနဲ့တွားခဲ့ပြီးရွှေဦးကိုထပ်ဖွင့်လိုက်တဲ့အခါမှာတော့ပထမအခေါက်ကလိုစူညံညံတန်ကြီးပဲထွက်လာခဲ့ပါတယ်။ ဟယ်ရီလည်းကြံရမရဖြစ်နေတော့တရဲမလေးမှတည်းရောက်လာပြီးစစ်ထွက်လုသွားတာမြင်လာကြောင့်ရေထဲမှာဖွင့်ဖို့ပြောလိုက်ပါတယ်။ရေထဲမှာဖွင့်ကြည့်လိုက်မှရေထဲမှာပဲတချင်းဆိုးနိုင်တဲ့သူတွေယူသွားတာကိုပြန်လာယူရမယ့်အကြောင်းသိပါပါတော့တယ်။ဟာမိုင်းနီကဝိုင်းဖြစ်ရှာပေးပြီးရေကန်နတ်ထဲမှာအချင်းအကြာကြီးရင်ငုတ်နိုင်မယ့်နည်းကိုစဉ်းစားနေကြပါတယ်။အဲ့အချိန်အယူမျက်လုံးကလာခေါ်တာကြောင့်ဒရုန်းနဲ့ဟာမိုင်းနီတို့လည်းလိုက်သွားရပါတယ်။ဒါပေမဲ့ဆရာကမသွားခင်နဘေးကိုဟယ်ရီကိုကူညီဖို့ပြောသွားခဲ့ပါတယ်။ စေးပင်ကြီးအကြောင်းကျွမ်းကျင်တဲ့နဗေးရဲ့အကူအညီကြောင့်ဒီလန့်ရသွားပါတော့လေ။ပြန်ပွဲစတင်ချိန်ထိဘရိုနဲ့ဟာဝိုင်နီကတော့ရောက်မလာခဲ့ကြပါဘူး။ဂျယ်လီဝစ်ပင်အစွမ်းကြောင့်ဟယ်ရီလည်းဗဟတ်တွေရလာခဲ့ပြီးရေထဲမှာအလွယ်တကူကူးခတ်နိုင်တဲ့ရေရက်တွေပါပေါ်လာပါတယ်။ရေကဲနှက်ကြီးရဲ့ရေမော်ပင်တွေကြားထဲကူးခတ်ရင်ချန်ပီယံမာလေးကတော့ပထမဆုံးရှုံးသွားခဲ့ပါတယ်။ဒီရောက်ထဲမှာတော့ရွန်ဟာဝိုင်နီနဲ့နောက်ထပ်ကောင်မလေးတစ်ယောက်ကိုဟယ်ရီတွေ့လိုက်ရပါတယ်။ဘီနာမှာတော့ရေသူမတွေတစ်ကောင်မီးတစ်ကောင်ရောက်လာတာကိုကြည့်နေရင် ပေါ်ထုတ်တန်သုံးပြီးကဲဖို့စစ်တွစ်ကချိုးကိုကဲနေရင်ပြောပြသွားပါတယ်။ရွန်နဲ့ဟာမိုင်းနီနှစ်ယောက်စလုံးကိုကဲဖို့လုပ်ပေမဲ့တယောက်ပဲကဲခွင့်ရမယ်လို့ပြောနေရင်ငမန်းတစ်ပိုင်းလူတစ်ပိုင်းဗီတာကဟာမိုင်းနီကိုကဲထုတ်သွားခဲ့ပါတယ်။ချန်ပီယံမာလေးကရှုံးသွားပြီးသူကယ်ရမယ့်ကောင်မလေးကရေကန်ထဲမှာကျန်နေတာကြောင့်ဟယ်ရီလည်းနှစ်ယောက်စလုံးကိုကယ်ဖို့ကြိုးစားနေပါတော့တယ်။စစ်တွင်းနဲ့ဗီတာတို့နှစ်ယောက်ချိန်ပြေကန်ဒီမှာရေပေါ်ပေါ်လာပေမဲ့ဟယ်ရီတယောက်မပေါ်လာသေးတာမို့အကုန်လုံးစိတ်ပူနေကြပါဗျ။ ချန်ပီယံမလေးကလည်းသူညမလေးကိုစိတ်ပူမိပါတော့တယ်။စီးစွမ်းပြေလာတဲ့ဟယ်ရီဟာရေသူမတွေတိုက်ခိုက်တာပါခံရတဲ့ချိန်မှာတော့ရွန်နဲ့ကောင်မလေးကိုသာရေပေါ်တင်ပေးလိုက်ပြီးအောက်ခြေကိုပြုတ်ကျသွားမလို့ဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့မန်တန်ရွတ်ပြီးဟယ်ရီလည်းရေပေါ်ပြန်တက်လာနိုင်ခဲ့ပါတယ်။ပြိုင်ပွဲအဆုံးမှာတော့စစ်ထရစ်ကအနိုင်ရရှိပြီးဟယ်ရီကတော့တခြားတစ်ယောက်ကိုပါကယ်ခဲ့တာမို့ဂုံပြူတဲ့အနေနဲ့ဒုတိယရရှိသွားပါတယ်။အပြန်လမ်းမှာမှုံဝင်ကြီးဌာနကတာဝန်ရှိသူကဟယ်ရီနဲ့စကားပြောရင်းလမ်းလျှောက်လာခဲ့ပါတယ်။ အယိုးမျက်လုံးကရောက်လာပြီးဟယ်ရီကိုဝန်ကြီးဌာနအတွက်ဆွဲနေတာလားလို့ပြောလိုက်ချိန်မှာတော့မျက်စိပြက်မျက်နှာပြက်ခါထွက်သွားလိုက်ပါတယ်။ဟက်ဂရစ်နဲ့ဟယ်ရီတို့သုံးယောက်တောထဲမှာလမ်းလျှောက်ရင်းစကားပြောနေတော့တောထဲမှာလည်းတည်နေတဲ့အမော်ယာရှိကိုတွေ့လိုက်ရပါတယ်။ပေါ်ဝင်ကြီးဒမ်ဘယ်ဒေါနဲ့မန်အိုင်းတို့ညင်းနေရင်ဟယ်ရီရောက်လာတာမို့ဟယ်ရီကိုခဏထားပြီးသုံးယောက်စလုံးထွက်သွားခဲ့ပါတယ်။စကားလုံးတွေဝိုင်းကိုက်ခံရရင်တကားပွင့်သွားပြီးလင်းနေတဲ့ရေရင်းတစ်ခုပေါ်လာခဲ့ပါတယ်။ လင်းနေတဲ့အမြင့်တန်းလေးတွေကဒမ်ဘယ်ဒေါ်တိမ့်ထားတဲ့မှတ်ဉာဏ်တွေပါ။မုန်းကြည့်နေရင်ကနေဟယ်ရီလည်းတနေရာကိုပြုတ်ကျသွားခဲ့ပါတယ်။တရားဝင်တစ်ခုကိုကြာသွားခဲ့တာဖြစ်ပြီးထိုနေရာမှာတည်သွားတဲ့မော်ယာရှိဖစ်တာတို့ကအကြောင်းကဆရာကိုဒက်အီတာဖြစ်မှုကြောင့်မှုစစ်ဆေးနေတာဖြစ်ပါတယ်။သရှိုစင်းတွေအားလုံးကိုဝန်ခံရင်းစနိတ်ဟာလည်းဒက်အီတာဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒါမဲ့တော့ကလည်းစနိတ်ဟာဗူဒါမော့မကြဆုံးခင်တည်းကအလင်းဝင်လာပြီးဗူဒါမော့ကြဆုံးမှုအတွက်လည်းများစွာအကျိုးပြုခဲ့ကြောင်းခုခံပြောဆိုပါရယ် ဲ့ဒီနောက်မှာတရခန်ကနဗေးရဲ့မိဘတွေကိုနှိပ်စက်တဲ့ကျင်းစာသုံးကတက်ဖြတ်ခဲ့တဲ့ရဲအရာရှိဘာတီခရော့ရဲ့တားကိုပါဖော်ထုတ်လိုက်ပါတယ်။ဘာတီခရော့လည်းတိုက်ခိုက်ပြီးထွက်ပြေးဖို့လုပ်နေတဲ့အချိန်မှာမအိုင်းကလက်ဦးသွားတာမျိုးဖမ်းမိသွားပါတယ်။သူ့ဖေကလည်းသူ့ကိုအတော်လေးစိတ်ပြတ်သွားပါတော့တယ်။အဲ့ဒီချိန်မှာပဲဟယ်ရီလည်းဒမ်ဘယ်ဒေါအခန်းထဲကိုပြန်ရောက်လာခဲ့ပြီးဒမ်ဘယ်ဒေါကအတွေ့အကြုံကြောင့်ပြန်ရှင်းပြနေပါတယ်။ ဗာတိခရသားအကြောင်းမေးရင်ဟယ်ရီကသူ့အိမ်မက်ထဲမှာမြင်ရတဲ့ဘူဒာမောရဲ့တစ္ဆာခံကသူ့ပဲဖြစ်ကြောင်း အိမ်မက်ကိုပြောပြလိုက်ပါတယ်။ဒမ်ဘယ်ရောကစိတ်ပူသွားပေမဲ့အိမ်မက်တွေကိုစိတ်ဆွဲလန်းမထားဖို့သာပြောလိုက်ပါတယ်။ဟယ်ရီလည်းစင်ကြံလန်းတစ်လျှောက်ပြန်လာခဲ့ရင်အခန်းတကားကပွင့်လာက စနိတ်နဲ့ဖီတာတို့ဆရာနှစ်ယောက်ဒေအီတာအမှတ်အသားအကြောင်းပြောနေကြတာကိုအမှတ်မထင်တွေ့လိုက်ရပါတယ်။ နှိုက်ကလည်းဟယ်ရီပြိုင်ပွဲမှာသုံးခဲ့တဲ့အပင်တွေကသူ့ပင်တွေဖြစ်ပြီးပိုလီကျူးစည်းရင်ချက်ဖို့သုံးတဲ့ပစ္စည်းတွေပါပျောက်နေတာမို့လို့နောက်တစ်ခါသူ့ပစ္စည်းတွေကိုခိုးမယ်ဆိုရင်မူသားဖို့စည်းရင်တိုက်မှာဖြစ်ကြောင်းချင်းချောက်လိုက်ပါတယ်။နောက်ဆုံးပြိုင်ပွဲကျင်းပမယ့်နေ့ကိုရောက်လာခဲ့ပါပြီ။ဒီတစ်ခေါက်ပြိုင်ပွဲတက်ကတော့ဝင်းကဘာထဲမှာမအိုင်းဖွက်ခဲ့တဲ့စုဖလားကိုရှာရမှာဖြစ်ပါတယ်။ဟယ်ရီနဲ့ဆစ်ရစ်ကပထမဆုံးဝင်ရပြီးကျန်တဲ့နှစ်ယောက်ကလည်းအဆင့်ဆင့်ဝင်ကြရပါတယ်။စုဖလားကိုပထမဆုံးကင်တဲ့သူကပထမဆုံးရမှာဖြစ်ကြောင်းကြော်ညာရင်း ဆောင်ကျက်မဲ့အကြောင်းကြေညာခဲ့ပါတယ်။ပြိုင်ပွဲကထွက်ချင်တဲ့သူတွေကအနီရောက်မိွားလေးလွတ်တယ်ပြီးထွက်ခွာရမှာပါ။နောက်ဆုံးပြိုင်ပွဲဖြစ်တဲ့ဝင်ကဘာပြိုင်ပွဲကအကြမ်းတမ်းဆုံးနဲ့အန်ရဲအများဆုံးဖြစ်တာမို့ဒမ်ဘယ်ဒေါကဂယုဆိုင်ကြဖို့မှာပါတယ်။ပြိုင်ပွဲဝင်တွေအကုန်အထက်ရောက်သွားတဲ့အချိန်မှာဝင်ကဘာဝင်ပေါက်ကြီးလည်းပိတ်သွားပါတယ်။ဗီတာကချန်ပီယံမာလေးကိုတတိလိမိမျိုးအောင်လုပလိုက်ပြီးကြံဖွဲ့ဝင်တွေလည်းနေရာတိုင်းတူတူဖြစ်နေတဲ့ဝင်ကဘာတွေခက်ခက်ခဲခဲရှာဖွေနေကြပါတယ်။ ဟယ်ရီနားကိုပါဖစ်တာရောက်လာခဲ့ပြီးဖစ်တာရဲ့မျက်လုံးတွေပုံစံပြောင်းနေတာသတိထားမိလိုက်ပါတယ်။ချန်ပီယံမလေးဖလီယာကိုလည်းတစ်ပင်တွေကဝါမျိုးသွားတာမို့ဟယ်ရီလည်းအနီရောင်မီးချက်ပြပေးလိုက်ပါတယ်။အဲဒီနောက်တော့တစ်ပင်တွေဝါမျိုးတာခံရတော့မှမို့ဟယ်ရီလည်းပြင်းစုဖလားကိုတွေ့သွားပါတယ်။အဲ့ချိန်မှာစစ်ထွန်းနဲ့ဗီတာတို့တိုက်ခိုက်ခံနေကြပြီးစစ်ထွန်းကဗီတာကိုမန်တန်ညွတ်တိုက်ခိုက်တော့မဲ့အချိန်ဗီတာကဖြူစားခံရတာလို့ပြောရင်ဟယ်ရီကတားလိုက်ပါတယ် ဟယ်ရီနဲ့ဆစ်ထရစ်နှစ်ယောက်ပဲကျန်တော့တာမို့လို့သူတို့နှစ်ယောက်ထဲစူဖလာကြီးစီအပြိုင်ပြေးနေကြပြီးဆစ်ထရစ်ကတစ်ပင်တွေဝါညူတာကိုခံလိုက်ရပါတယ်ဟယ်ရီလဲစူဖလာကိုယူရမလားကယ်ရမလားဝေဝါးနေပြီးနောက်ဆုံးဆစ်ထရစ်ကိုသွားကူညီခဲ့ပါတယ်ကံကောင်းဆောင်နဲ့ဆစ်ထရစ်ကိုကယ်နိုင်လိုက်ပြီးနှစ်ယောက်စလုံးတူတူစူဖလာယူဖို့ဟယ်ရီကဆုံးဖြတ်လိုက်ပါတယ်စူဖလာကပေါကီးတစ်ခုဖြစ်နေပြီးဟယ်ရီတို့နှစ်ယောက်စလုံးတင်းကျိုင်းတစ်ခုရဲ့ရောက်သွားခဲ့ပါတယ်ဟယ်ရီအိမ်မက်ထဲကဘူတာမော့ရှိတဲ့တင်းကျိုင်းတွေကိုရောက်နေတာသိသွားတာကြောင့် စစ်ထရစ်ကိုပြေးဖို့ဟယ်ရီကပြောလိုက်ပါတယ်။ဒါပေမဲ့ဝမ်ဒေးကစစ်ထရစ်ကိုအမရာပါရာမော်ဗန်နန်နဲ့အသက်နှုတ်ယူလိုက်ပါတော့တယ်။ဟယ်ရီကိုဖမ်းမိသွားပြီးဘူရာမော့ပြန်လည်တံမာလာဖို့ဟယ်ရီသွေးနဲ့စီရင်လိုက်တာကြောင့်ဘူရာမော့လည်းသူ့ရဲ့မူလအသွင်ကိုပြန်ရသွားပါတော့တယ်။ပြန်လည်အားပြည့်လာတဲ့ဘူရာမော့ဟာသူ့နောက်လိုက်ဝမ်ဒေးရဲ့လက်ကဒေတာအမှတ်အသားကိုအသုံးပြုကာဒေတာခေါင်းဆောင်တွေကိုစင့်ခေါ်လိုက်ပါတော့တယ်။သူပြောက်သွားချိန်မှာမရှာခဲ့လို့ကြိမ်းမောင်းပါတော့တယ်။ ။ Lucy ရဲ့ smartphone ဟာလည်းဒေအီရာခေါင်းဆောင်တစ်ယောက်ပါ။ Harry ကိုလည်းသူ့အမေရဲ့ချစ်တွင်နဲ့ပြုတ်လုခဲ့တဲ့အကောင်အွယ်ကြောင့်ထိလို့မရခဲ့တာကြောင့်မချင်တဲ့အကြောင်းပြောပြရင်နှစ်ဖိုးကအမရုပ်ကိုထိလိုက်တာကြောင့် Harry လည်းအလွန်နာကျင်သွားပါလို့ရတယ်။အဲဒီနောက် Harry ကိုပါမှော်ချိန်လုံးယူခိုင်းပြီးတိုက်ခိုက်ဖို့စင်ခေါ်လိုက်ပါတော့တယ်။အဲဒီနောက်နှိပ်စက်တဲ့ချိန်စာကိုတုံးပြီးနှိပ်စက်ပါတော့တယ်။ ဟယ်ရီလည်းကြံတိုက်ခိုက်တဲ့အခါမှာတော့သူတို့နှစ်ယောက်ရဲ့တိုက်ပွဲတွေကိုဟယ်ရီရဲ့မိဘတွေကဝိညာဉ်စွမ်းအားနဲ့ရောက်လာခဲ့ပြီးစစ်ထရီဝိညာဉ်ကလည်းသူ့ခန္ဓာကိုယ်ကိုသူ့အဖေစီပြန်ယူသွားပေးဖို့တောင်းဆိုလိုက်ပါတယ်။ဝိညာဉ်၃ယောက်ကဗူရာမော့ကိုချိန်ဆွဲပြီးတဲ့အချိန်မှာဟယ်ရီနဲ့စစ်ထရစ်ခန္ဓာကိုယ်နဲ့အတူဟော့ဝတ်ကိုပြန်ရောက်သွားပါတယ်။ဟော့ဝတ်တစ်ခုလုံးဗူရာမော့ပြန်လာပြီဖြစ်ပြီးစစ်ထရစ်ရဲ့အခြေအနေကိုမြင်လိုက်ရလို့ထိတ်လန့်ကုန်ကြပါတယ်။စစ်ထရစ်တည်သွားလို့သူ့အဖေနဲ့ဟော့ဝတ်တစ်ခုလုံးနဲ့အရန်ကိုဝန်းနေသွားပါတယ်။ ဟယ်ရီကိုတော့မအိုင်းကခေါ်သွားပြီးတဲ့နောက်ပေါ်မီတော့တဲ့ဟယ်ရီနာမည်ထည့်တာကဆလို့နောက်ဆုံးပေါ်ကီးကိုကင်မိပြီးတင်းကျိုင်းစီကိုအရောက်ပို့ခဲ့တာအားလုံးဟာမအိုင်းရဲ့လက်ချက်ဖြစ်ကြောင်းသိသွားပါတော့တယ်။အဲဒီနောက်ဟယ်ရီကိုတတ်တော့မဲ့အချိန်ဒမ်ဘယ်ဒေါ်ရောက်လာခဲ့တာမျိုးအသက်ဘေးကနေထက်လွတ်မြောက်သွားပါတော့တယ်။ပရိုဖက်ဆာစနိတ်ရဲ့အလိန်ဖော်စည်းတိုက်လိုက်တဲ့ချိန်မှာတော့တကက်မအိုင်းအစ်စ်ဟာဖျက်ချုပ်ထားခံရတာဖြစ်ပြီးဘာတီခရော့ဂျူနီယာကပေါ်လီဂျုဆေးရဲ့အစွမ်းနဲ့မအိုင်းဟန်ဆောင်နေတာဖြစ်ကြောင်းပေါ်လာခဲ့ပါတယ်။ စစ်တရရဲ့အာဓုဘအခမ်းအနားမှာဗုဒ္ဓမောကြောင့်တည်ခဲ့ရကြောင်းဓမ္မတော်ကចောင်းသားတွေအားလုံးကိုအသိပေးလိုက်ပြီးရဲရင်စွာကြဆုံးခဲ့တဲ့စစ်တရအတွက်ဂုဏ်ပြုပေးခဲ့ကြပါတယ်။ဟယ်ရီလည်းအဖြစ်အပျက်တွေကြားစိတ်ထိခိုက်နေရတာကြောင့်ဓမ္မတော်ကလာနှစ်သိမ့်ပေးခဲ့ပါတယ်။ဟယ်ရီလည်းဗုဒ္ဓမောနဲ့တိုက်ခိုက်စဉ်ကသူ့မိဘတွေကိုတွေ့လိုက်ရကြောင်းပြောပြလိုက်ပါတယ်။ပြင်ပွဲကြီးလည်းပြီးသွားပြီမို့လို့ចောင်းနဲ့ចောင်းကចောင်းသားတွေလည်းအိမ်ပြန်တော့မှဖြစ်တာကြောင့်အားလုံးကိုယ်စီနှုတ်ဆက်နေကြပါတယ်။ ရှေ့လျှောက်အမောင်ခက်ကြီးရောက်လာတော့မဲ့အပြင်ကျောင်းမိတ်ချင်းနဲ့ရောက်ပြီးမှဟယ်ရီတို့လည်းအင်ဂျင်ချင်းရောက်လာပြီးစစ်ထရင်းနဲ့အတူဒီအပိုင်းဟာလည်းဆက်သိမ်းသွားပါတော့တယ်။နောက်ထပ်အပိုင်းသစ်တွေနားထောင်မှုအတွက်ညီမရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်။